လူအချင်းချင်းကိုလက်ပတ်ချင်းကင်းရှင်းကြပါစေဆင်းရဲလိုချင်းအချင်းချင်းကင်းရှင်းကြပါစေအမြမေတ္တာပို့တဲ့ထဲမှာမပါဘူးလားအေးအဲ့ဒါအကြောင်းဝင်ဖို့ဘူးလောကလုံးငြိမ်းချမ်းဖို့ဆိုရင်အဲ့ဒီ၃ပါးလက်ပတ်လိုချင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုချင်းအချင်းချင်းအထင်သေးချင်းအချင်းချင်းဒါသိအရေးကြီးအဲ့ဒီ၃ပါးမကျင့်ဆောင်နိုင်မဲနဲ့လောကငြိမ်းချမ်းတာယာချင်းဆိုတာမဖြစ်နိုင်ဘူး အဲ့တော့ဘယ်လိုလူတွေအမျိုးယုတ်သလဲဘယ်လိုလူတွေအမျိုးမြတ်သလဲအခုယုံညံ့တဲ့အသက်မွေးခွင်းချင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအတော်များများယက်တည်နေရအဲ့ဒါဘာဖြစ်လို့လဲဖြစ်လျာဘဝမှာအယိုသိပြုတ်တိုက်သူကိုအယိုသိမပြုတ်ခဲ့လို့အယိုသိမပြုတ်ခဲ့လို့မိမိတဲ့အသက်သိခါဂုံရှင်ဝါသီလသမာဓိဂုံပညာဂုံကြီးရင်သူတွေကိုအယိုသိပြုတ်ရတယ် ဟုတ်ကဲ့လားခยีဦးကြိုးစို့တဲ့သူကိုကြိုးစို့ရမယ်ပြူးစုတဲ့သူကိုလှုပ်ကြွေးတဲ့သူကိုအမိဖဆိုတာလှုပ်ကြွေးရမယ်ဆရာသမားဆိုတာပြူးစုရမယ်ရှင်းလားအဲ့တော့အဲ့ဒီပြူးစုလှုပ်ကြွေးအယုသေးပြုတ်တဲ့သူကိုမပြုတ်ခဲ့ရင်အမျိုးယုတ်သူဖြစ်ရမယ်ရှင်းလားယုသေးရခေါင်းမှမသိ လေးစားရကောင်းမှမသိမျက်နှိုးရကောင်းမှမသိတံပိုးထားရကောင်းမှမသိယုံညံ့တဲ့လမ်းစဉ်ကိုလိုက်ခဲ့တဲ့အတွက်ယုံညံ့သောအသက်မွေးဝမ်းကြောင်းတဲ့အသက်မွေးနေရတယ်လို့မှတ်ပါ